တခါတော့ငါတာယာလာပါတဲ့ရွာလေးတရွာမှာရိုဟန် ဆိုတဲ့မိဘမဲ့ထင်ကုတ်သမားတယောက်နေထိုင်ခဲ့ပါတယ်။ရွာသူရွာသားတွေကသူ့ကိုမယူရဲ့ဆန်တဲ့လူအယူလို့ပြောလို့ရှိကြပါတယ်။ဒီနေ့မှာတော့ရိုဟန်ဟာပစင်တလက်ကင်ပြီးတတော်ဘက်ကိုထွက်လာခဲ့ပါတယ်။သူရွာစည်းရိုးကိုရောက်လာတဲ့အချိန်မှာပဲသူရဲ့ထင်းခုပ်ပေါ်ဖြစ်တဲ့ဒီစုဟာသူစီကိုအပြေးလာခဲ့ပါတယ် ရိုဟန်ရေရိုဟန်ငါလည်းမင်းလိုထင်းခုတ်သမားပဲကွာငါတို့နှစ်ယောက်စလုံးဒီတက်တော်ထဲမှာပဲထင်းတွေခုတ်ကြတယ်မင်းဒီကိုတယောက်ထဲလာတာငါအမြဲတတိထားမိရဲ့ကွာနောက်နေ့ကျရင်ငါတို့အတူတူသွားကြရအောင်ကွာဒီလိုနဲ့ရိုဟန်လည်းတက်တော်ဘက်ကိုလျှောက်သွားခဲ့ပါတယ်ဘီဇူလည်းသူ့နောက်ကနေလိုက်သွားခဲ့တာပေါ့မိနစ်နှင်းငယ်အတွင်းမှာပဲသူတို့နှစ်ယောက်စလုံးကတက်တော်ထူထပ်တဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပါတယ်ရိုဟန်ကထင်းတွေကိုစူးစမ်းပန်းစားခုတ်နေခဲ့ပါတယ် ဒါပေမဲ့ဘီဇူကတော့ပြင်းကြီးတဲ့တိခေါသမားတယောက်ပေါ့သူကရိုဟန်ဘက်ကိုလှည့်ပြီးပြောလိုက်ပါတယ်ရိုဟန်ရေမင်းကထင်းတွေကိုမြင်းမြဆန်းဆန်းခုတ်တက်တာပဲငါကတော့ခုတ်ရှင်ပေမဲ့အဲ့ဒီလောက်မြင်းမြမခုတ်နိုင်ဘူးလေငါတို့အတူလက်တွဲလောက်ကြရအောင်ကွာမင်းငါကိုကူညီပေးမယ်မဟုတ်လားရိုဟန်လည်းပြုံးပြလိုက်ပြီးဘီဇူအတွက်ထင်းတွေကိုစတင်ခုတ်ပေးလိုက်ပါတော့တယ် ပီစုရဲ့စိတ်ထဲမှာတော့ရိုဟန်ကိုကြည့်ပြီးရေရွတ်လိုက်ပါတယ်။ဒီကောင်ကတော်တော်အရာပဲ။သူ့လောက်မှယူရဲစင်တဲ့လူကိုငါဘဝမှာတစ်ခါမှမမြင်ဘူးဘူး။မိနစ်နဲ့ငယ်အတွင်းမှာပဲရိုဟန်ကပီစုအတွက်အထင်းစီတစီပြုတ်လုပေးလိုက်ပါတယ်။ပီစုကပြုံးလိုက်ပြီးရိုဟန်ရေမင်းမရှိရင်ငါဘလို့ဖြစ်မလဲဆိုတာမပြောတတ်တော့ပါဘူးကွာ။ရိုဟန်လည်းဘာမှပြင်ပြောမနေပဲသူ့ရဲ့ထင်းစီကိုခေါင်းပေါ်တင်ကပီစုနဲ့အတူဈေးဘက်ကိုထွက်လာခဲ့ပါတော့တယ်။ ခနာကြံမှာတော့သူတို့နှစ်ယောက်စလုံးဈေးကိုရောက်သွားပြီးထင်းတွေကိုရောင်းချကြတာပေါ့အဲ့ဒီချိန်မှာပဲသူတို့ရွာမှာနေထိုင်တဲ့ return ဆိုတဲ့ဈေးတက်တယောက်ဟာဘီစုရဲ့နားကိုလာပြီးအကိုဘီစုဒီထင်းတွေအားလုံးဘယ်လောက်လဲဗျဒီငန်း20ပဲပေးပါငါညီရခင်ဗျားရဲ့ထင်းတွေကဈေးကြည့်လိုက်တာဗျကျွန်တော်တို့ဟန့်စီကပဲတောင်းဝယ်တော့မယ်ဗျ return ရေမင်းတို့ဟန့်စီကဝယ်လဲငွေဒီငန်း20အောက်တော့ရောမှာမဟုတ်ဘူးကွာ ာပဲဖြစ်ဖြစ်ကျွန်တော်ထင်းတွေကိုလိုဟက်စီကပဲဝယ်တော့မယ်ဗျာဟာဟာမင်းဘာလို့ဒီလိုပြောနေလဲဆိုတာငါသိပါတယ်ကွာလိုဟန်ရဲ့မယူရဲ့ဆံမှုပေါ်မှာမင်းကအခွင့်ကောင်းယူချင်နေတာပဲငါပြောတာဟုတ်တယ်မလားရတန်လည်းပြုံးပြလိုက်ပြီးရိုဟန်ရဲ့နားကိုသွားခဲ့ပါတယ်ရိုဟန်ရေဒီထင်းတွေအလုံးဘလောက်လဲကွာဒီထင်းတွေအလုံးကိုငွေတင်းက20ပဲပေးပါဗျာ ကောင်းပါပြီငါမင်းရဲ့ထင်းတွေအလုံးကိုဝယ်မယ်ကွာဒါပေမဲ့အခုငါမှာပတ်စံမရှိသေးဘူးကွာဒီလိုလောက်ကွာအခုတော့မင်းရဲ့ထင်းတွေကိုငါ့ကိုအကျွေးနဲ့ပေးကွာနှစ်ပြန်ကြရင်ငါမင်းကို25ဒင်းငါပေးမယ်ရပါလေအကိုရယူသွားလိုက်ပါကျွန်တော့ကိုဒင်းငါငါပြပို့ပေးစရာမလိုပါဘူးနှစ်ပြန်ကြရင်ကျွန်တော့ရဲ့ထင်းပိုးဒင်းငါ20ပဲပေးရင်ရပါပြီရိုဟန်ရဲ့စကားကိုကြားတော့ရက်တန်လည်းခြေနဲ့သွားပြီးထင်းတွေကိုယူကာထွက်သွားပါတော့တယ် ပတန်ထွက်သွားတာနဲ့ဘီဇူလဲရိုဟန်ရဲ့အနားကိုရောက်လာတော့တာပေါ့ရိုဟန်ရေမင်းပါလို့သူ့ကိုထင်းတွေအကျွေးပေးလိုက်တာလေဘာမှမဖြစ်ပါဘူးကိုဘီဇူရဲ့မနှက်ပြန်ကြရင်သူကျွန်တော်ကိုပတ်စံပေးမှာပဲလေပြီးရင်မနှက်ပြန်ကျွန်တော်သူ့ကိုထင်းတွေထက်ရောက်မယ်အဲ့ဒါဆို ကျွန်တော်ဝင်ဝင်ကဒင်းက၄၀ဖြစ်သွားမယ်လေရိုဟန်ရဲ့စကားကိုကြားတော့ဘီဇူလဲမရှိပြောင်းပြုံးလိုက်ပြီးအတော်ကိုမှယူရဲဆန်နဲ့ကောင်းမယ်လို့စိတ်ထဲမှာရည်ရွယ်လိုက်ပါတယ်ရိုဟန်လဲအင်ကိုပြန်လာခဲ့တာပေါ့ နောက်တနေ့မှာတော့ရိုဟန်တယောက်ထင်းတွေကိုယူပြီးဈေးထဲမှာရောင်းနေခဲ့ပါတယ်။အဒီချိန်မှာပဲရတန်ကိုလက်မြင်လိုက်ပါတယ်။ရိုဟန်ကဆရှင်းဆိုသလိုရတန်ရဲ့အနာကိုသွားပြီးပြောလိုက်ပါတယ်။အကိုရတန်ကြီးကျွန်တော်ကိုမနည်းကယူသွားတဲ့ထင်းပိုတင်းက20ပေးပါအောင်ဗျ။ရိုဟန်ရဲ့စကားကိုကြားတော့ရတန်လည်းစိတ်ဆိုးမှန်ဆိုးနဲ့ဒီလိုပြန်ပြောလိုက်တာပေါ့။ဗာ၊ဒင်းက20ဟုတ်လား။ဘယ်ကဒင်းက20လဲ ဒီမှာရိုဟန်မင်းစီကဝယ်ခဲ့တဲ့ထင်းတွေကအလုံးအစိုးရကြီးပဲတခြားမှကောင်းကောင်းမလောင်ဘူးကွမင်းရဲ့ဆိုနေတဲ့ထင်းတွေကိုတုံလိုက်ပြီလို့ငှိုင်းတစ်ခုလုံးမိခိုးတွေနဲ့ပြည့်သွားခဲ့တာလေငါတောင်ငှိုင်းတန်ချင်းရေလို့ဖို့အတွက်မင်းစီကနေပတ်စံပြန်တောင်းမယ်လို့စဉ်းစားနေတာငါရဲ့အိမ်ကမင်းရဲ့ထင်းတွေကြောင့်ညစ်ပတ်သွားခဲ့တာလေရတန်ရဲ့စကားကိုကြားတော့ရိုဟန်လည်းစိတ်ဆိုးသွားတော့တာပေါ့ ဒီမှာကိုရတဲ့ကိုရဲ့စကားကမှားနေပြီဗျ။ဘာဖြစ်လို့လဲဆိုတော့မနေ့ကမိုးလဲမြွာဘူးလေ။အခုကျွန်တော်ကိုလိန်နေတာပဲ။ဘာကွာငါကမင်းကိုလိန်နေဟုတ်လား။အခုဆက်ရှင်ငါရှိကနေထွက်သွားစမ်း။လည်းစိတ်ကောင်းဖြစ်သွားတော့တာပေါ့။ရိုဟန်ကိုကြည့်ပြီးဘီဇူရဲ့စိတ်ထဲမှာတော့ရွာသားတွေပြောတာမှန်နေဒီကောင်ကတကယ်ကိုမရည်ရဲဆန်တဲ့ကောင်ပဲလို့ပြောနေပါတော့တယ်။ရိုဟန်လည်းဘာမှထပ်မပြောတော့ပဲသူ့ရဲ့ထွင်းတွေကိုရောင်းချပြီးအိမ်ကိုပြန်သွားခဲ့ပါတယ်။ နောက်တနေ့မနက်မှာတော့ရွာရဲ့တရားလာတဲ့နေရာတစ်ခုမှာရွာတကြီးသူ့ရဲ့သမီးရွာတာနဲ့ဘီစုတို့သုံးယောက်ဟာရိုဟန်ရဲ့အကြောင်းကိုပြောနေကြတော့တာပေါ့တကြီးရေရိုဟန်ကတော့တကယ်ကိုအယူပဲဗျသူ့ရဲ့ခြင်းတွေကိုရတန်လိုလူမျိုးစီကိုအကျွေးနဲ့ရောင်းလိုက်တယ်လေရတန်ဆိုတာတရားလုံးတည်တဲ့အတိုင်းပဲလေသူတပားစီကကျွေးယူပြီးရင်ဘယ်တော့မှပြန်ဆက်တတ်ကောင်းမဟုတ်ဘူးဗျ အဲ့ဒီချိန်မှာပဲရွာလေးကအသက်ကြီးတဲ့အဖွားကိုတယောက်ဟာအဲ့ဒီနေရာကို ရောက်လာခဲ့ပါတယ်။ဘီဇူမင်းရိုဟန်ကိုဒီလိုမလောင်ရဘူးလေ။သူကမင်းကိုအမြဲတမ်းသူ့တငယ်ချင်းလိုဆက်ဆံတာ။အဲ့တော့ရေကျွန်တော်တို့ကထင်းခုတ်ဖို့တငယ်ချင်းနေဆိုပေမဲ့သူ့ရဲ့မယူရဲ့ဆက်မှုတွေကိုကြည့်ပြီးကျွန်တော်မရေပဲမနေနိုင်ဘူးလေ။အဲ့ဒီချိန်မှာ ရာဒါကအဖွားကို ပြောလိုက်ပါတယ်။အဲ့တော့ရိုဟန်ကအလွဲတကူလက်စားလို့ရတဲ့သူမျိုးပဲ။ ရာဒာရဲ့စကားကိုကြားတော့အဖွားအိုလည်းစိတ်ဆိုးသွားတော့တာပေါ့ရာဒာမင်းကဒီဘာကတကြီးသမီးလေနည်းဆုံးတော့မင်းတို့လိုစကားမျိုးကိုမပြောသင့်ဘူးရိုဟန်ကရန်ကိုရွတ်တဖြစ်စင်တဲ့လူငယ်လေးတယောက်ပါကွယ်အဲ့ဒီလိုပြောနေတော့မှပဲရိုဟန်ကသူ့တို့နားကို ရောက်လာခဲ့ပါတယ်ဟာလူဆောင်တက်ဆောင်မလားဘာလို့စကားကောင်းနေကြတာလဲဗျရာဒာကဆက်ရှင်းဆိုသလိုဖြေလိုက်ပါတယ် ရိုဟန်ကြီးတကယ်တော့မနေ့ကတည်းကကျမတို့အင်္ဂါစိတ်ကလေးပျောက်သွားခဲ့တာလေအခုတော့ကျမတို့အားလုံးအဲ့ဒီအကြောင်းကိုပြောနေကြတာပါကျမထင်တာကတော့သူတစ်တော့ဘက်ကိုပြေးသွားတာထင်တယ်အခုလောက်ဆိုကျမရဲ့စိတ်လေးကိုတော်ရင်ကလေးစံနဲ့စပစ်လိုက်ပြီးထင်ပါတယ်အိုးဖျားကြီးဒါဆိုရင်သူ့ကိုခြားတွေးဖို့ရည်ကြီးတာပေါ့ကာမီရာဒါမင်းစိတ်မပူပါနဲ့ငါမင်းရဲ့စိတ်ကလေးကိုသွားချပြီးမင်းစီကိုပြန်ခေါ်လာခဲ့ပါမယ် ဒီလိုပြောပြီးရိုဟန်လည်းစိတ်ကလေးကိုရှာဖို့အဒီကနေထွက်လာခဲ့တော့တာပေါ့ရိုဟန်ထွက်သွားတာနဲ့ရာဒါကအဖွာအုပ်ကိုပြုံးပြလိုက်ပြီးကြည့်ပါလားတော့ကျမပြောရမယ်နဲ့မလားရိုဟန်ကိုဘသူမဆိုယူလို့လို့ရတယ်အခုတောင်သူကကျမတို့ပြောနေတဲ့စကားပြေဆုံးကိုမကြားဘဲနဲ့တတော်ဘက်ကိုထွက်သွားတယ်လေဒါဟာသူ့ရဲ့မှယူရဆင်မှုပဲမဟုတ်ဘူးလားတော့ခဏကြာမှာပဲ ရိုဟန်ဟာပင်မနှွမ်းနဲ့စွာနဲ့ရာဒါတို့ရဲ့စကားဝိုင်းစီကိုပြန်ရောက်လာခဲ့ပါတယ် ငါရွာနီးနားတစ်ဝက်လုံးမင်းရဲ့စိတ်ကလေးကိုရှာကြည့်ပြီးပါပြီ။ဒါပေမဲ့သူ့ရဲ့အေးအေးရောင်လေးတော့မတွေ့ခဲ့ပါဘူး။ရိုဟန်ရဲ့စကားကိုကြားတော့ရာဒါကရေမောလိုက်ပါတယ်။မင်းပါရင်နေတာလဲရာဒါ။ဘာဖြစ်လို့လဲဆိုတော့ကျမရဲ့စိတ်ကလေးကကျမရဲ့အိမ်မှာပဲရှိတယ်လေ။ရှင်ကအယူပဲ။ကျမတို့ဘာပြောနေလဲဆိုတာကိုသိချင်မသိပဲနဲ့ကျမပြောလိုက်တာကိုပဲရှင်အလွယ်တကူယုံသွားခဲ့တာလေ။တကယ်တော့ကျမတို့အားလုံးရှင်အကြောင်းကိုပဲပြောနေကြတာ။ ဒီဘာမှာရှင်းလောက်မှယူရဆင်တဲ့သူရှိမှတော့မဟုတ်ဘူးအေးကွာငါသမီးပြောတာလည်းမှန်နေတာပဲရိုဟန်ရေမင်းနည်းနည်းလောက်ကြိုးစားပြီးလိမ္မာပန်းနေဖို့လိုတယ်ကွာဒီလိုမှယူရဆင်သွားဘဝကိုဖျက်တမ်းနေရင်ရှေးချောင်းမင်းဘယ်လိုလုပ်မလဲကွာဒီလိုပြောပြီးရာရာတို့သားဖားနှစ်ယောက်ဟာအဲ့ဒီနေရာကနေထွက်သွားခဲ့ကြပါတယ်ဒီစုလည်းအဲ့ဒီနေရာကနေထွက်သွားခဲ့တော့တာပေါ့အဖွားကတော့ရိုဟန်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေတော့တာပေါ့ ရိုဟန်ရင်မင်းပေတော်မလေးမပန်းနဲ့မလဲကွယ်ရွာသားတွေကမင်းကိုလောင်ပြောင်းတဲ့အခါတိုင်းငါမင်းအတွက်စိတ်မကောင်းဖြစ်ရပါတယ်မင်းပါဖြစ်လို့မင်းရဲ့ထင်းတွေကိုရတန်လို့လူကိုကျွေးရောက်လိုက်ရတာလေအခုတော့ရွာသားတွေအလုံးကလည်းမင်းကိုအယူလို့ခေါ်နေကြပြီဒါပေမဲ့မင်းကသူတို့ကိုဘာတခုံးမှပြန်မပြောဘူးမဖြစ်လို့လေကွယ်ရိုဟန်ကအဖွားဝရဲ့စကားကိုကြားတော့ပြုံပြုံလေးပဲပြန်ပြောလိုက်ပါတယ်တော့ကျွန်တော်ကငငယ်လေးကလေးကမိဘမတယောက်လေး ဒီရွာသားတွေရဲ့ကျေးဇူးကြောင့်ပဲကျွန်တော်ကြီးပြင်းခဲ့ရတာပါသူတို့ကကျွန်တော်ရဲ့ကျေးဇူးရှင်တွေလေအတော့ကျွန်တော်ဒီရွာသားတွေကိုကျေးဇူးတင်တဲ့အနေနဲ့ဘာမှပြင်ပြောမှမဟုတ်ပါဘူးပြောပါအောင်သူတို့သာမရှိရင်ကျွန်တော်ဘလို့လုပ်ပြီးတက်ရှင်နိုင်မှာလဲကျွန်တော်ကိုအသက်ရှင်ခွင့်ပေးခဲ့တဲ့သူတွေကိုဘာများပြောဖို့လိုအပ်အောင်မှာလဲဒီလိုပြောပြီးရိုဟန်လည်းအဲ့ဒီကနေထွက်သွားခဲ့တော့တာပေါ့အဖွားအိုလည်းသူ့အိမ်ကို ပြန်သွားခဲ့ပါတော့တယ် နောက်တနည်းမနဲ့မှာတော့ရိုဟန်နဲ့ဘီဇူတို့ဟာထုံစံအတိုင်းတစ်တော်ထဲမှာထင်းခုတ်သွားကြတာပေါ့အဲ့ဒီအချိန်မှာဘီဇူကရိုဟန်ကိုပြောလိုက်ပါတယ်ရိုဟန်ရေဘာပဲပြောပြောမနေ့ကတကြီးသမီးရာတာမင်းကိုအဲ့လောက်ထိတော့မစတင်ဘူးလေကွာရိုဟန်ကတော့ဘာမှပြန်မပြောပဲထင်းတွေကိုပဲစက်ခုတ်နေခဲ့ပါတယ်ဘီဇူထင်တာကမနေ့ကဖြစ်ရဲ့ကြောင့်ရိုဟန်စိတ်ဆိုးနေတယ်ပေါ့ဘလိုပဲဖြစ်ဖြစ်ငါသူ့ကိုစိတ်ဆိုးပြအောင်လုပ်ရမယ် မဟုတ်ရင်ဒီနေ့သူငါ့ကိုထင်းတွေခုတ်ပေးတော့မှာမဟုတ်ဘူးဒီလိုဆိုထင်းတွေအလုံးကိုငါတယောက်တည်းခုတ်နေရလိမ့်မယ်ဘီစုတခုခုပြောမဲ့အချိန်မှာပဲဆက်ရှင်းဆိုသလိုငါတကောင်ပြန်လာပြီးအဲ့ဒီနေရာကိုရောက်လာခဲ့ပါတော့တယ်သူ့ရဲ့မျက်လုံးတွေကနီးရဲနေပြီးတော့သူကရိုဟန်နဲ့ဘီစုကိုဆူချတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့ပါတယ်ရိုဟန်ရဲ့စိတ်ထဲမှာတော့ဒီငှက်ကရမ်းထူးဆက်နေတယ်လို့ခံစားနေရတာပေါ့ပြီးတော့ရိုဟန်ကဘီစုကိုပြောလိုက်ပါတယ် အကိုပြစုရေဒီငှက်ကရမ်းထူးစင်းတာပဲဟုတ်တယ်ရိုဟန်မင်းပြောတာမှန်နေဒီလိုငှက်မျိုးကိုဒီတတော်ထဲမှာတစ်ခါမှမမြင်ဘူးဘူးကြည့်ပါအောင်သူ့မျက်လုံးကဘလောက်တောင်တောက်ပနေလေကျွန်တော်ထင်တာကတော့သူကကျွန်တော်တို့ပြောတာတွေကိုနားလည်နေတယ်လို့ပဲဟုတ်တယ်ရိုဟန်မင်းပြောတာမှန်နေငါကတော့သူ့ကိုကြည့်ပြီးစိတ်ထဲမှာကြောက်မိနေတယ်လို့ပဲအဲ့ဒီချိန်မှာဆက်ရှင်းဆိုသလိုအဲ့ဒီငှက်ကလူသားဘာသာစကားနဲ့ပြောလိုက်ပါတယ် မင်းတို့နှစ်ယောက်မကြောက်ပါနဲ့မင်းတို့နှစ်ယောက်ငါပြောတဲ့အလုပ်ကိုလုပ်မယ်ဆိုရင်ငါမင်းတို့ကိုရှမ်းသာကြွယ်ဝအောင်လုပ်ပေးမယ်ငါကလူသားအတန်နဲ့ပြောနေတာကိုမြင်လိုက်ရတော့သူတို့နှစ်ယောက်ဟာအရင်ကြောက်သွားကြတော့တာပေါ့အကိုပြီစုရေကျွန်တော်ဘဝမှာပထမဆုံးအချိန်ငှက်တကောင်က လူသားဘက်ဆက်စကားနဲ့ပြောနေတာကိုမြင်ဘူးတာပဲဒီငှက်ဟာတမန်ငှက်တကောင်တော့မဟုတ်တော့ဘူးကျွန်တော်တို့သူ့စကားကိုနားမထောင်သင့်ဘူးထင်တယ်ဒီငှက်ဟာမော်ဆရာတယောက်ဒါမှမဟုတ်နှစ်ဆိုးတကောင်လည်းဖြစ်နေနိုင်တယ် အဲ့ဒီအချိန်မှာငါကဘီဇူကိုကြည့်ပြီးပြောလိုက်ပါတယ်သူစကားကိုနားမထောင်ပါနဲ့ငါမင်းတို့ကိုဘာအနေမှမပြုတ်ပါဘူးပြောပါမင်းတို့ချမ်းသာကြွားခြင်းတာမဟုတ်ဘူးလားငါမင်းတို့ကိုကြည့်နေတာကြပြီမင်းတို့နေစဉ်စူးစမ်းပြီးထင်းတွေခုန်နေကြတာဒါပေမဲ့မင်းတို့ဘဝကတိုးတက်မလာခဲ့ဘူးလေငါခိုင်းတာကိုသာလုပ်မယ်ဆိုရင်မင်းတို့ချမ်းသာကြွားလာပြီဘာလုံးမလုပ်เสียမလို့တော့ဘူးငှဲ့ရဲ့စကားကိုကြားပြီးဘီဇူရဲ့စိတ်ထဲမှာလောဘတက်လာတော့တာပေါ့ ။ဒါဆိုရင်ပြောပါဘလို့အလိုမျိုးကိုလုပ်စီကျင်တာလဲ။အရင်ခက်ခဲတဲ့လှုပ်တော့မဟုတ်ဘူး။ဒီကနေနင်းနေလောက်ဝေးတဲ့နေရာမှာတစ်ပင်အနီရောင်ကြီးတစ်ပင်ရှိတယ်။သူ့ရဲ့အကိုင်းကိုခုတ်ပြီးငါစီကိုယူလာပေးပါ။အဲ့ဒီအစားငါမင်းကိုရွှေရင်းကားတွေအများကြီးပေးမယ်။မင်းဘယ်တော့မှမမျှော်လင့်ခဲ့ဘူးတဲ့ပမာဏပေါ့။အကိုပြည်စုရဲ့ဒီငှက်ရဲစကားကိုမြုံပါနဲ့ဗျာ။သူကျွန်တော်တို့ကိုလက်စားနေတာလို့ထင်တယ်။အေးငါကတော့မင်းကိုမိုက်မဲတဲ့သူလို့ပဲထင်တယ်ရောဟန်။ ဒါပေမဲ့မင်းကတော့လေမပန်းနဲ့ပါတယ်ပြီစုကြည်လေတတော်ရဲ့ဒီနေရာကိုမင်းတို့နှစ်ယောက်ကလွယ်ပြီးဘသူတဲဦးတယောက်မှမလာကြဘူးဆိုတာဒီရှင်တွေကိုငါရိပ်မိတာကြပါပြီဒါကြောင့်ငါမင်းတို့နှစ်ယောက်ကိုကူညီမယ်လို့စဉ်းစားမိတယ်လိုဟန်ကြီးငါတော့သူပြောတယ်မှန်တယ်လို့ခံစားရတယ်ငါသူခိုင်းတဲ့အလုပ်ကိုလုပ်လိုက်မယ်ဒါပဲဖြစ်ဖြစ်ငါတစ်ပင်ညီအကြောင်းကိုကြားဘူးတယ်ကွာပြီးတော့သူကတစ်ပင်ရဲ့အကိုင်းကိုခုတ်ဖို့ပဲပြောတာလေငါတို့လုံလိုက်ကြရအောင်ကွာဘာပြဿနာများရှိလို့လဲ အတန်တန်တားနေတဲ့ကြားကပဲဘီဇူကရိုဟန်ရဲ့စကားကိုညင်ပယ်ပြီးငှက်ကြီးကိုအခုလိုပဲပြောလိုက်ပါတယ်။ငါကတစ်ပင်နီအချောင်းကိုကြားဖို့ပြိမဲ့ဘယ်မှာရှိလဲဆိုတာတော့ငါမသိဘူး။မင်းငါကိုအဲ့ဒီကိုပို့ပေးမဲ့ဆိုရင်ငါမင်းခိုင်းတဲ့အလုပ်ကိုလုပ်ပေးပါမယ်။ကောင်းပါပြီ။ဒါဆိုရင်ငါနဲ့တူလိုက်ခဲ့ပါ။သွားကြရအောင်ဘီဇူ။ဘီဇူလည်းငှက်ရဲ့နောက်ကို လိုက်သွားတော့တာပေါ့။မင်းနဲ့နိုင်ငံအတွင်းမှာပဲ သူတို့ဟာရေကန်ကြီးတစ်ခုအနောက်ကိုရောက်လာခဲ့ကြပါတယ်။ အဒီအနားမှာတပင်းအနီကြီးတပင်းရှိပါတယ်။သူ့ရဲ့ရွက်တွေကလည်းအနီရောင်တွေဖြစ်နေတာပေါ့။ဆက်ချင်းဆိုသလိုပဲဘီဇူကပစိမ့်နဲ့တပင်းရဲ့အကိုင်းကိုခုတ်လိုက်ပါတယ်။ခနာကြာမှာတော့ငှက်ရဲ့မျက်လုံးတွေကနေရောင်စုံနင်းနဲ့နဲ့အတူဖြတင်းကားတွေကျလာခဲ့ပါတော့တယ်။ဒါကိုမြင်ပြီးဘီဇူလည်းရန်ကိုပြောသွားတော့တာပေါ့။ပြီးတော့သူက ပြောလိုက်ပါတယ်။ငါဒီဟိုလာရင်နဲ့ရိုဟန်ရဲ့စကားတွေကိုတတိယနေမိတယ်။ငါတခခုမြန်မာနေပြီလားလို့ပေါ့ ဝန်တာစီရပဲအခုတော့တည်ကြသွားပြီဒီကောင်ကယူပဲသူငန်နဲ့တူလိုက်မလားလဲကောင်းတာပဲမဟုတ်ရင်ဒီရွှေတင်းကားပြားတွေကို သူ့ကိုခွဲပေးနေရအောင်မင်းကောင်းပြီပြီစုဒီရွှေတင်းကားတွေကိုမင်းယူသွားပါပြီးတော့အမှတ်ထားပါ အခုကစပြီးဒီတက်တော်တဲ့ကိုဘယ်တော့မှထပ်မလာပါနဲ့သွားပါကောင်းပါပြီအခုတော့ငါကချမ်းသာသွားပြီလေတက်တော်တဲ့ကိုဘာလို့ထပ်လာရတော့မှလဲပြီးစုကရွှေတင်းကားတွေကိုကောက်ယူပြီးရွာကိုပြန်လာခဲ့ပါတော့တယ် ဘာကိုရောက်တာနဲ့သူကဘာတကြီးကိုဖြစ်ရအလုံးကိုပြင်ပြပြလိုက်ပါတယ်။အခုကစပြီးကျွန်တော်ကဆင်းရဲတာမဟုတ်တော့ဘူး။ချမ်းသာကြွယ်ဝသွားပြီ။ချမ်းသာကြွယ်ဝသွားပြီ။ရွာတကြီးလည်းပြုံးပြီးဝန်တတရားတရင်မဲဟဲ့။ဘာကကင်ကြမရဲ့ကစားပွဲပဲပြီစု။မင်းရဲ့ကနေမှာချမ်းသာကြွယ်ဝမှုတွေရေးထားတဲ့ထင်တယ်။ဒါကြောင့်မင်းဒီရွှေတင်းကားတွေအများကြီးကိုရလိုက်တာပေါ့။ရိုဟန်လည်းအဲ့ဒီမှာရှိနေခဲ့တာပဲလေ။ ဒါပေမဲ့သူ့ရဲ့မယူရဲဆက်မှုကြောင့်သူကတော့အရာလုံးကိုဆုံးရှုံးလိုက်ရတယ်လေဒီတော့တွင်မှာပဲရိုဟန်လည်းသူတို့စကားပြောနေတဲ့အနာကိုရောက်လာခဲ့ပါတယ်ကိုဘီစုအကိုကဒီမှာရှိနေတာလားကျွန်တော်ကအကိုကိုတတော်ထဲမှာရှာနေတာကျွန်တော်ထင်တာကအကိုဘေးအနေနဲ့တခုခုများကြားရောက်နေပြီလားဆိုဒီဆိုရင်တိတ်ကြောင်ကျွန်တော်ဒီနေ့ထင်းနေတာမခုတ်နိုင်ခဲ့ဘူးရိုဟန်ရဲ့စကားကိုကြားတော့ဘီစုလည်းရေမောပြီးအဲ့ဒီငါကအမှန်တွေကိုပြောခဲ့တာကွာ သူကငါ့ကိုချစ်တင်ကားတွေလည်းအများကြီးပေးတယ်။မင်းသားသူစကားကိုနားထောင်နေရင်မင်းလည်းငါ့လိုဆန်းသကြွယ်ဝမှုတွေခံစားရမှာပဲ။ဒါပေမဲ့မင်းကကဘာပေါ်မှာအမိုက်မဲဆုံးသူပဲ။ဒါကြောင့်မဲအခုမင်းမှဒီလိုဆန်းသကြွယ်ဝမှုတွေတခုမှရှိမနေတာပေါ့။ရိုဟန်လည်းခဏမှစဉ်းစားလိုက်ပြီးရာတကြီးကိုပြောလိုက်ပါတယ်။တကြီးခမဘာဖြစ်လို့လဲမသိဘူးကျွန်တော်စိတ်ထဲမှာခံစားမိတာကအဲ့ဒီငှက်ကအလွန်ထူးဆန်းတဲ့ငှက်တကောင်ပဲဗျကျွန်တော်ထင်တော့အကိုပြီစုသူ့စကားကိုနားမထောင်ခဲ့တဲ့မူ ကျန်နာဖျားပဲတိပါတော့တယ်ဗျာဒီလိုပြောပြီးရိုဟန်လည်းအဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်ခဏကြာမှပဲဒီတရင်ဟာတရွာလုံးမှာပြည့်နှံ့သွားတော့တာပေါ့ရိုဟန်ကတော့သူ့ရဲ့မိုင်မဲမှုကြောင့်ချမ်းသာကြွယ်ဝမှုတွေကိုဆုံးရှုံးခဲ့ရပြီးတော့ဘီဇူကတော့သူ့ရဲ့ပန်းနှံ့မှုကြောင့်ချမ်းသာကြွယ်ဝသွားခဲ့တာလေနောက်တနေ့မှာတော့ရိုဟန်လည်းတယောက်တည်းတတော်တဲ့ကိုထင်းခုတ်ဖို့သွားခဲ့တာပေါ့ကွတတော်တဲ့ကိုရောက်တော့လေးဘက်လေးလံကိုကြည့်ပြီးသူ့ဘက်သာရေရွတ်လိုက်တယ် ဖရားရေဘာလို့လဲမသိဘူးဒီနေ့ထူးထူးဆန်းဆန်းရန်ကိုတိတ်ဆိတ်နေတယ်လို့ပဲ။ဘာပဲဖြစ်ဖြစ်ဒီနေ့တော့ငါတယောက်တည်းပဲချင်းခေါက်ရတော့မယ်။ဒီလိုလဲဆိုတော့အကိုပြည်စုကအခုချင်းတတ်သွားပြီလေ။ပြီးတော့ရိုဟန်ကထင်းတွေကိုစခုပ်လိုက်ပါတယ်။ဆက်ချင်းဆိုတယ်လို့ပဲရိုဟန်ထင်းခေါက်နေတဲ့အနာကိုကြွက်ကလေးတစ်ကောင်ရောက်လာပြီးရိုဟန်ကိုစူးစူးဆိုက်ဆိုက်ကြည့်နေခဲ့ပါတယ်။ကြွက်ကလေးရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲနေတာကိုရိုဟန်တွေ့လိုက်ရပါတယ်။ ကြွက်ကလေးငိုနေတာကိုသိလိုက်ရတော့ရိုဟန်လည်းအရန်ထူးဆန်းနေတယ်လို့ခံစားနေရတာပေါ့ဒီချိန်မှာပဲကြွက်ကလေးကလူသားတန်နဲ့ပြောလိုက်ပါတယ်ငါကိုကူညီပါရိုဟန်ဒါကိုကြားပြီးရိုဟန်လည်းအံ့အားသင့်သွားတော့တာပေါ့စိတ်ထဲမှာလည်းအနေငယ်ကြောက်လန့်သွားခဲ့ပါတယ်ဖီးယားကြီးမနီကငတ်တကောင်ကလူသားတန်နဲ့စကားပြောတယ်ဒီနေ့လဲကြွက်တကောင်ကလူသားတန်နဲ့စကားပြောနေပြန်တယ်တဖြည်းဖြည်းနဲ့ဒီတစ်တော့ကအရန်ကိုထူးဆန်းလာပြီ မင်းဘယ်သူလဲငါကိုမကြောက်ပါနဲ့ငါကမင်းစီကအကူအညီတောင်းနေတာပါငါပေါ့ပြူနာထားပါငါအခုအချင်းထောင်ကနေထွက်ပြေးလာခဲ့တာပါကြွက်ကလေးရဲ့အတန်းကိုကြတော့ရိုဟန်လည်းကြွက်ကလေးအပေါ်တနာသွားတော့တာပေါ့အိုးမင်းဘယ်သူလဲဘာလို့အချင်းထောင်ကနေထွက်ပြေးလာခဲ့ရတာလဲငါကိုနှစ်ဆိုးတစ်ကောင်ကဒီလိုပုံစံဖြစ်အောင်လုပ်ပြီးသူ့ရဲ့အချင်းထောင်ထဲမှာချုပ်နှောင်ထားခဲ့တာပါ ိုးဒါဆိုရင်မင်းကကြွက်မဟုတ်ဘူးတစုံတစ်ယောက်ပဲဖြစ်ရမယ်ဒါဆိုရင်မင်းရဲ့ပုံစံအမှန်ကဘယ်လိုလဲဟုတ်ပါတယ်နှစိုးကငါ့ကိုဒီလိုပုံစံဖြစ်အောင်မှော်ပညာနဲ့လှုပ်ထားတာပါအကယ်၍တယောက်ယောက်ကိုငါရဲ့ပုံစံအမှန်ကိုပြောပြလိုက်ရင်ငါရှက်ရှင်းလောင်ကျွမ်းပြီးပြကြသွားရလိမ့်မယ်အခုငါခဏလေးသူ့ရဲ့ကူတဲကနေခိုးထွက်လာခဲ့တာပါပြီးတော့လူတယောက်ကိုရှာနေတာပါမညော်လင်မဲနဲ့ငါမင်းနဲ့တွေ့ခဲ့တယ်ငါ့ကိုကူညီပါရိုဟန် ငန်းနှစ်ပေါင်းများစွာဒီတော့ထဲမှာထင်းခုတ်လာခဲ့တာဘယ်တော့မှအခုလိုကြောက်စရာကောင်းတဲ့အရာကိုမကြုံခဲ့ဘူးဘူးဒါပေမဲ့ငါ့ကိုပြောပါအဲ့ဒီနှဆိုးကဘယ်မှနေတာလဲနှဆိုးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကဒီတော့ထဲမှာနေထိုင်ခဲ့တာလေလွန်ခဲ့တဲ့နှစ်တွေက ရသေတပါးကသူ့ရဲ့တကိုယ်ရည်နဲ့နှဆိုးကိုနှိမ်နှင်းခဲ့တယ်ပြီးတော့သူ့ကိုငှက်တကောင်အဖြစ်ပြောင်းလဲပစ်လိုက်တယ်လေဒါပေမဲ့မနေ့ကအယူတယောက်ကြောင့်အခုနှဆိုးကလွတ်မြောက်သွားခဲ့ပြီ ရိုဟန်လည်းအံ့ဩသွားပြီးအိုးအခုတော့ငါနားလဲသွားပြီမနေ့ကတကယ်ပဲကျွန်တော်တို့သစ်ခုတ်တဲ့နာကိုငှက်တကောင်ရောက်လာခဲ့တယ်ပြီးတော့အဲ့ဒီငှက်က ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းကိုလူသားတန်နဲ့စကားပြောခဲ့တယ်လေသူပြောတာကတစ်ပင်ကြီးရဲ့အကိုင်းတကိုင်းကို ခုတ်ပေးရင် သူကကျွန်တော်တို့ကိုရွှေနေကပြားတွေအများကြီးပေးမယ်တဲ့ကျွန်တော်ကညင်းလိုက်ပေမဲ့ကျွန်တော်တငယ်ချင်းပြီစုကတော့ငှက်ရဲ့သွေးဆောင်ဖြားရောက်မှုအောက်ကိုရောက်သွားခဲ့တယ်လေ ဟုတ်ပါတယ်နှစ်ပေါင်းများစွာကလေးကယသိကအဲ့ဒီနှစ်ဆိုးကိုငှက်ပုံစံနဲ့ချုပ်နှောင်ထားခဲ့တာလေပြီးတော့သူ့ရဲ့ပုံစံအမှန်ကို တစ်ပင်နီရဲ့အကိုင်းထဲမှာချုပ်နှောင်ထားခဲ့တာအဲ့ဒါကြောင့်ပဲဒီတစ်တော်လေးကိုနှစ်ပေါင်းများစွာလူသားတွေဝင်ရောက်နိုင်ခဲ့တာပေါ့ဒီတော်တွင်မှာနှစ်ဆိုးကလူသားတယောက်ကိုစောင့်မျှော်နေခဲ့တာလေဖြစ်နိုင်တာက သူစောင့်မျှော်နေတဲ့အချိန်မှာမင်းတို့နှစ်ယောက်ကိုတွေ့သားခဲ့တာပဲပြီးတော့မင်းရဲ့တငယ်ချင်းကသူ့ရဲ့လောဘစိတ်ကြောင့်နှစ်ဆိုးရဲ့သွေးဆောင်မှုအောက်ကိုရောက်သွားခဲ့တာဖြစ်မယ် ။ငါကိုယုံမာရိုဟန်ကဲ၍နှဆိုးကမင်းရဲ့တငယ်ချင်းကိုရွှေတင်းကားပြားတွေပေးခဲ့တာဆိုရင်အဲ့ဒါတွေကကြာရှည်ခံမှာမဟုတ်ဘူး။ပြီးတော့အဲ့ဒီနှဆိုးကမင်းတို့ရွာကိုဖျက်ဆီးလိုက်မယ်။အိုးဒါဆိုရင်ဘီစုရဲ့မယူရဲ့ဆံမှုကြောင့်အဲ့ဒီနှဆိုးကလွတ်မြောက်သွားခဲ့တာပေါ့ဟုတ်တယ်မလား။ဆက်ရှင်ဆိုသလိုပဲကြွက်ကလေးဟာရောင်စုံအင်းနဲ့မျိုးဖြစ်ပြောင်းလဲသွားပြီးအဲ့ဒီနေရာကနေပျောက်ကွယ်သွားခဲ့ပါတယ်။ တစ်တော်ရဲ့အဝေးတနေရာကနေပဲ့တင်ထက်နေတဲ့ရေသံကိုကြားပြီးရိုဟန်ရဲ့ခန္ဓာကိုယ်မှာကြက်သိမ်းမှုညင်းတွေထသွားခဲ့ပါတယ်။ရိုဟန်လည်းသူ့ရဲ့အိမ်ကိုအမြင်ပြန်လာခဲ့တော့တာပေါ့။အိမ်ကိုရောက်တော့ရိုဟန်ရဲ့စိတ်ထဲမှာခဏခဏအဲ့ဒီကြွက်ကလေးအကြောင်းကိုစဉ်းစားမိနေတော့တာပေါ့။အတနေမနက်ခင်းမှာပစိန်ကိုကောက်ယူပြီးသူ့ဘာသာရေရွနေခဲ့ပါတယ်။ဟုတ်တယ်။ငါအခုဒီလိုအစံကျမှုကိုရှာဖွေရမယ်။ တကယ်ဆိုပြည်သူရဲ့မှတ်ယူရေးဆက်မှုကြောင့်အဲ့ဒီနဲ့ဆိုဟာလွတ်မြောက်သွားခဲ့တာလားဒါမှမဟုတ်လွတ်မြောက်မသွားခဲ့ဘူးလားဒီလိုနဲ့ရိုဟန်လည်းတစ်တော်ဘက်ကိုထွက်လာခဲ့ပါတော့တယ်ပြီးတော့ကြွက်ကလေးကိုလိုက်ရှာတယ်အဲ့ဒီတော့တွင်မှာဆက်ရှင်းထုတ်သလိုပဲသူ့ရဲ့နားထဲမှာပြင်းထန်တဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်မင်းဘယ်သူလဲဒီတော့ထဲမှာမပါလို့နေရလဲဒီကနေထွက်သွားအခုဒီတစ်တော်ကဘေးကင်းတဲ့နေရာမဟုတ်တော့ဘူး ရိုဟန်ကနောက်ပြန်လှည့်ကြည့်လိုက်တော့ရသေတပားရက်နေတာကိုတွေ့လိုက်ပါတယ်။မင်းဒီမှာဘာကိုချနေတာလဲ။ရိုဟန်ကရသေကိုဖြည့်ရဲ့အလုံးပြင်ပြောပြလိုက်ပါတယ်။အိုးဒါဆိုရင်အဲ့ဒီထင်းခုတ်သမားကနှဆိုးကိုလွတ်အောင်လုပ်ပေးလိုက်တာပဲ။အဲ့ဒီနှဆိုးကကိုတစ်ခုတည်းမှနေထိုင်နေတယ်။ဒါဆိုရင် ကျွန်တော်ကိုသူ့ရဲ့ကူနေရာကိုပြောပြပေးပါရသေရစာ။ကျွန်တော်နှဆိုးကိုဒီနေ့ပဲအဆုံးသတ်မယ်။ကောင်းပြီ။မင်းနှဆိုးကိုမကြောက်ဘူးလား။ အရှင်ရဲ့တဲ့ကျွန်တော်မျက်လုံးရှိမှရွာသားတွေတည်ဆုံနေရကိုကျွန်တော်မကြည့်နိုင်ဘူးပြီးတော့ကျွန်တော်အဲ့ဒီကြွက်ကလေးကိုလည်းကူညီချင်တယ်အဲ့ဒီအချိန်မှာပဲရတဲ့ရဲ့မျက်လုံးတွေကနေရောင်စုံလင်းနဲ့နေထွက်လာပြီးအဲ့ဒီအလင်းနဲ့ဟာရိုဟန်ရဲ့ပစိန်ဘော်ကိုကြာသွားခဲ့ပါတယ်ဒီပစိန်ကိုယူလိုက်ပါမောင်ရင်အခုဒီပစိန်ကအဲ့မဲ့ပစိန်မဟုတ်တော့ဘူးမော်ဆန်းအားတွေနဲ့ပြည့်နေနေတဲ့ပစိန်တစ်လက်ပဲပြီးတော့မင်းရဲ့မျက်လုံးတွေကိုမှိတ်လိုက်ပါမင်းရဲ့မျက်လုံးတွေကိုမှိတ်လိုက်တဲ့အခါမင်းကိုမင်းနဲ့ဆိုးရက်ကူရှိမှတွေ့ရလိမ့်မယ် အဲ့ဒီချိန်ကျရင်နှစ်ဆိုးကိုဒီပစိမ့်နဲ့ခုတ်လိုက်ပါဒီလိုပြောပြီးရသေးကမန္တန်ွေရွတ်လိုက်ပါတယ်သူတို့နှစ်ယောက်စလုံးလဲရောင်စုံလင်းနဲ့နေကြမှာပျောက်ွယ်သွားပါတော့တယ်ခဏကြာမှတော့သူတို့တွေဟာဂူတစ်ခုထဲမှာပေါ်လာခဲ့တယ်အဲ့ဒီဂူထဲမှာကြွက်ကလေးလေးရှိနေတာပေါ့နှစ်ဆိုးလဲရသေးနဲ့ရိုဟန်တို့ပေါ်လာတာကိုတွေ့လိုက်ရတော့အံ့အားသင့်ပြီးဒေါသထွက်သွားခဲ့တာပေါ့ပြီးတော့နှစ်ဆိုးကဒီလိုပြောတဲ့ ။အော်မင်းကမင်းတငယ်ချင်းကိုငါပြောတဲ့အလုပ်ကိုလုပ်တာကိုတားဆီးခဲ့တဲ့သူပဲ။အယူလူသား။အယူဆိုတဲ့စကားကိုကြားလိုက်တော့ရိုဟင်ရဲ့သွေးတွေစုပက်သွားတော့တာပေါ့။ကောင်းပြီအခုတော့ဒီယူလူသားကမင်းကိုအဆုံးသတ်ပေးမယ်။ဒီလိုပြောပြီးရိုဟန်ကမော်ပစိန်နဲ့နှဆိုးကိုခုတ်လိုက်ပါတော့တယ်။ဆက်ချင်းဆိုသလိုပဲနှဆိုးလည်းနှာကျင်မှုကြောင့်အဟစ်နေရတော့တာပေါ့။အာဒါဘလို့ဖြစ်နိုင်မှလဲဒါကဘလို့လုပ်ပြီးဖြစ်နိုင်မှလဲ စကန်နှင်းငယ်တွင်မှာပဲနှဆိုးလဲလောင်ကျွင်းပြီးပြတ်ဖြစ်သွားပါတော့တယ်။နှဆိုးပြတ်ဖြစ်သွားတဲ့အချိန်မှာပဲကြွက်ကလေးဟာရောင်စုံနှင်းနှင်းတွေဖြစ်ကနေလှပတဲ့မင်းသမီးလေးတစ်ပါးအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။မင်းသမီးလေးကိုမြင်လိုက်တော့ရိုဟန်လည်းအံ့အားသင့်သွားတာပေါ့။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကကျမကကျမအဖေနဲ့အတူဒီတတော်ထဲမှာလည်းပတ်ဖို့ရောက်လာခဲ့တာပါ။နဆိုးကကျမကိုမြင်ပြီးလက်ထက်ရှင်တဲ့ဆန္ဒရှိကြောင်းကျမရဲ့ဖခင်ကိုပြောလိုက်တဲ့အခါမှာကျမရဲ့ဖခင်ကညှင်းဆိုလိုက်တာကြောင့် နှစိုးကဒေါသထွက်သွားပြီးကျမကို သူ့ရဲ့ကူထဲမှာရှုံ့နှောင်ထားခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲရသိကြီးရောက်လာခဲ့ပြီးနှစိုးကိုငှက်ဖြစ်ပြောင်းလဲခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရသိကြီးကအခုလိုပဲရှင်းပြခဲ့ပါတယ်မင်းတငယ်ချင်းရဲ့မယူရဲ့ဆံမှုကြောင့်နှစ်ဆိုးလွမြောက်သွားတဲ့အချိန်မှာ သူက ပထမဆုံးအနေနဲ့မင်းသမီးစီကိုသွားခဲ့တယ်။သူကထပ်ပြီးမင်းသမီးကိုလက်ထပ်ရှင်တဲ့ဆန္ဒကိုဖော်ပြခဲ့တယ်လေ။ မင်းသမီးလေးကညင်ဆန်လိုက်တော့နှစိုးလည်းဒေါသထွက်သွားပြီးမင်းသမီးလေးကိုကြွတကောင်အဖြစ်ပြောင်းလဲပစ်လိုက်တော့တယ်လေပြီးတော့သူ့ရဲ့ကူတဲ့ကို ခေါ်လာခဲ့တယ်။ဒါပေမဲ့ကံကောင်းခြင်းတော့မင်းသမီးလေးကလွတ်အောင်ပြေးနိုင်ခဲ့တယ်။ပြီးတော့မင်းနဲ့တွေ့တာပဲလေ။အခုတော့မင်းရဲ့ရဲသွန်းတတိကြောင့်နှစိုးကိုအဆုံးသတ်နိုင်ခဲ့ပြီ။ရှင်ကတတိကောင်းလိုက်တာရှင်ကျမကိုလက်ထပ်မလား။မင်းသမီးလေးကျွန်တော်ကတာမန်ထင်းခေါ်သမားတယောက်ပါ။ မဟုတ်ပါဘူးရှင်ကတမန်လူတယောက်မဟုတ်ပါဘူးရှင်ရဲ့စိတ်နှလုံးကအရင်စင်ကြဲတယ်ရှင်ကရေစွမ်းတက်တိလည်းရှိတယ်ပြီးတော့ရှင်ကကျမအသက်ကိုကယ်ခဲ့တယ်လေဒီလိုနဲ့သူတို့သုံးဦးဟာရွာကိုပြန်လာခဲ့ကြပါတယ်ရွာသားတွေရှိရောက်တော့ရတေကြီးဟာရိုဟန်ရဲ့ရေစွမ်းတက်တိကို ရှီကျူးလိုက်ပါတယ်ရွာသားတွေလည်းတစ်ချိန်လုံးကရိုဟန်အပေါ်ယူလို့ထင်ခဲ့တာအတွက်ချက်ယွန့်သွားကြတော့တာပေါ့ ရိုဟန်နှစိုးကိုအဆုံးသတ်လိုက်တဲ့အချိန်မှာပဲဘီဇူရဲ့ခြေရင်းကအလုံးကလည်းမြေကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာ တကြီးကဘီဇူရဲ့မင်းရဲ့ကံထဲမှာချမ်းသာကြွယ်ဝမှုအနေငယ်သာရေးထားပြီးတော့ရိုဟန်ရဲ့ကံထဲမှာတော့ငါတို့အားလုံးမြင်တဲ့အတိုင်းမင်းသားတစ်ပါးဖြစ်ဖို့ရေးထားခဲ့တယ်လေ။တချိန်ကငါတို့အားလုံးရိုဟန်ကိုအယူလို့ထင်ခဲ့ကြတယ်။ဒါပေမဲ့တကယ်တော့သူကပါးနှစ်ဆုံးနဲ့ရေစွန်းတတိရှိဆုံးဖြစ်နေတာ။ အခုပဲကြည်လေငါတို့ယူလို့ထင်ခဲ့တဲ့သူကသူ့ရဲ့ပါနမှုနဲ့ရဲစွမ်းတတိကြောင့်အမင်းသားတစ်ပါးဖြစ်သွားပြီဒီလိုနဲ့ရိုဟန်နဲ့မင်းသမီးလေးတို့ဟာအသက်ထက်ဆုံးပျော်ရွှင်သွားနေထိုင်သွားကြတဲ့